အားလုံးပဲမင်္ဂလာပါ1 championship ကတော့မနေ့ကပဲ1 friday 5 132ပွဲစဉ်မှာ ပါဝင်လာမယ်တွဲဆိုင်တွေကိုပြည်သက်တွေစီချပြလိုက်ပြီပဲဖြစ်ပါတယ်1 friday 5 132မှာမြန်မာ fighter 3ဦးရဲ့ပွဲစဉ်3ဘက်ထိပါဝင်နေပြီးတော့ပြိုင်ဘက်တွေကလည်းတကယ့်ကိုခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ championship ကပေးတွေ့ထားတာကြောင့်အတော်လေးကိုကြည့်ကောင်းမဲ့ပွဲစဉ်တွေဖြစ်လာဖို့ရှိနေတာပါ။ One Championship ပြိုင်ပွဲမှာ ုံးပွဲမြောက်ရှင်ပြိုင်ထိုးတတ်မဲ့ဘရိုနီကာကတော့ပြိုင်ဘက်အပြောင်းလဲဖြစ်သွားပြီးကစ်ဘောက်ဆင်တေယိုဖိုက်တာမန်နဲ့မွေထိုင်းပွဲစဉ်ကို ထိုးတတ်ရမှာပါအစကဝမ်ချမ်ပြန်ရှစ်ဖက်ကဘရိုနီကာကို159လို့ပွဲကြီးမှာ ပြင်သစ်နိုင်ငံသူအလီဆာမက်ဆန်နဲ့ကစ်ဘောက်ဆင်ပွဲထိုးဖို့စီစဉ်ပေးခဲ့ပေမဲ့ပွဲစဉ်က ပြက်ပြက်သွားတာကြောင့်ဝမ်ချမ်ပြန်ရှစ်ကဘရိုနီကာရဲ့ပြိုင်ဘက်ကိုတရုတ်ကစ်ဘောက်ဆင်ဖိုက်တာနဲ့ အစားထိုးပြီးပွဲကိုစီစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်အခုတွေ့မဲ့ပွဲစဉ်ကမွေထိုင်းစီမင်းနဲ့ဖြစ်တာမလို့ဘရိုနီကာတွေခက်ခက်ခက်ခဲတော့တိတ်ရှိလောက်မယ်မထင်ပါဘူးဘရိုနီကာအနိုင်ရမဲ့ပွဲစဉ်တပွဲလို့ပဲခံမှန်းထားခြင်းပါတယ်နောက်တယောက်ကတော့ one championship မှာ၃ဘွဲဆက်ရှုံးပြီးတော့အခြေအနေဆိုးရွားနေတဲ့ မြန်မာလူငယ်ဖိုက်တာတန်းစင်ပါတန်းစင်အတွက်ဒီပွဲကတော်လေးကို ရေးကြည့်ပြီးတော့ Thai Fighter Combonwine ကိုအနိုင်ထိုးမှဖြစ်တော့မှာပါတန်းစင်ဒီပွဲမှာအခြေအနေမကောင်းမှုဆိုရင်တော့ဝမ်ချမြန်ရှိလို့ပြိုင်ပွဲကြီးမှာနောက်ထပ်တန်းစင်ကို တွေ့မြင်ရဖို့မသေးချာတော့ပါဘူးပြိုင်ဘက်ခွန်ပွန်နိုင်ကလည်းမြန်မာဖိုက်တာတွေကို အနိုင်ရရှိထားမှုတဲ့မတန်ရှိနေတာကြောင့်မလို့နောက်ထပ်မြန်မာဖိုက်တာ2ဖြစ်တဲ့တန်းစဉ်ကိုအနိုင်ယူဖို့အတွက်အစွမ်းကုန်ပြင်ဆင်လာဖို့ရှိနေတာကြောင့်ဒီပွဲကတန်းစဉ်အတွက်တကယ်ကိုခက်ခဲမဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်နေအောင်ပါပါ one friday 5 132မှာကျွန်တော်တို့မြန်မာပြည်သက်တွေနောက်ထပ်စိတ်ဝင်စားစရာပွဲတစ်ပွဲကမြန်မာကရင်ဖိုက်တာနဲ့ထိုင်းကရင်ဖိုက်တာတို့ တွေ့မဲ့ပွဲပါမြန်မာကရင်လူငယ်ဖိုက်တာလေးစိုးနှောင်းဦးတွေ့ဒီပွဲကသူ့ရဲ့ one championship ဒုတိယမြောက်ပွဲဖြစ်ပြီးတော့ one championship ပွဲဥထွက်မှာတော့ပြိုင်ဘက်ကိုအမှတ်နဲ့ရှုံးပေးခဲ့ရတာပါဒီပွဲစဉ်ကလည်းမြန်မာကရင်နဲ့ထိုင်းကရင်တို့ fight ကြမှာဆိုတော့ပရိသတ်ကိုတော်လေးစိတ်လှုပ်ရှားမှုပြည့်ပေးပေးနိုင်မဲ့ပွဲစဉ်တစ်ပွဲဖြစ်နေဦးမှာပါ။ဒါမဲ့တောက်ကြညမှာကျွန်တော်မြန်မာဖိုက်တာ၃ဦးစလုံးအနိုင်ရရှိပါစေလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။